မင်္ဂလာပါဒီလာသင်ခန်းစာကတော့မွေးနေ့ဖိတ်စာကလောက်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်အဲ့တော့လောဘလိုနီကိုအကြံပြုရှင်းပြပါမယ်ဒီဘောရက်တရာပြည့်စုံတဲ့ဟာကကျတော့ကျွန်တော် TO တစ်ခါယူပြီးရိုက်ပါတယ်အဲ့လို TO ယူတဲ့နေရာမှာကျွန်တော် box မပေးဘဲနဲ့ကာဆာတစ်ချက်ချပြီးရိုက်ပါတယ်အဲ့တော့ကာဆာချလိုက်တော့ကျွန်တော်ကာဆာကကျွန်တော်ဒီစာရက်ရဲ့ဘယ်ဘက်ကိုပေါ့နော်ဘယ်ဘက်ကိုရောက်သွားတယ်အဲ့ဒီဘယ်ဘက်ကိုမှကျွန်တော်စန်တာတက်ယူပြီးရိုက်ပါတယ် အဲ့တော့သူကလစ်တစ်ချက်နှိပ်လိုက်မယ်အဲ့တော့ကျွန်တော် box မပေးဘဲရိုက်တဲ့အတွက်ကြောင့်ဒီဘက်မှာလည်းပို့တယ်ဒီဘက်မှာလည်းပို့တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရိုက်ပုံရိုက်နေရတော့ဒါကြိုက်လို့ရိုက်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုနောက်တစ်ခုကျွန်တော်ဒီအသေးပုံလေးပေါ့နော်ဒါကတော့ကျွန်တော် character mat ထဲကယူယူပြီးတော့တုံးထားပါတယ်နောက်တစ်ခုကျွန်တော်ဒီဟာပေါ့ဒီဟာတော့ကျွန်တော်အစာအဆုံးကိုကျွန်တော် center တက်နဲ့ကာစာတစ်ချက်ချပြီးတော့ဒီတိုင်းပဲရိုက်ထားပါတယ်အဲ့တော့ကျွန်တော်ကာစာချပြီးရိုက်တယ်ဆိုရင်ကျွန်တော်ဒီဘက်မှာလည်းပို့မယ်ဒီဘက်မှာလည်းပို့တယ်နော် အဲ့တော့ဒီတစ်ခုဒီတစ်ခုကကျတော့ကျွန်တော် box လေးဆွဲပြီးရိုက်ပါတယ်။ box ဆွဲပြီးရိုက်တဲ့အတွက်ကျွန်တော်ဒီဘက်မှာလည်းမပို့ဘူးဒီဘက်မှာလည်းမပို့။အဲ့တော့ box ဆွဲပြီးရိုက်တာကျတော့ကျွန်တော်အခုအဆင်ပြေသလိုရွှေ့လို့ရတာပေါ့နော်။ဒါမှမဟုတ်ကျွန်တော်ဒီစာရွက်ရဲ့စန္ဒာတက်ထားမဲ့စာတွေကတော့ကျွန်တော်ဘောက်မဆွဲဘဲနဲ့ရိုက်လို့ရပါတယ်။ Okay အဲ့တော့ကျွန်တော်ဒီမှာစာရွက်အစ်စ်ပေါ့နော်စာရွက်အစ်စ်မှာရိုက်မယ်။ ုတ်ပြီအဲ့တော့ကျွန်တော်ဒီဟာကတော့ပုံမှန် legal စာရဲ့တရွတ်ပေါ့နော် legal စာရဲ့တရွတ်ကိုကျွန်တော်က3ဘိုင်းပေါ့နော်ဒီလိပ်စာဖိတ်စာကတ်ပေါ့နော်ဒီဖိတ်စာကတ်3ဘိုင်းရအောင်လုပ်มาဖြစ်တဲ့အတွက်ကျွန်တော် legal ကသူ့ရဲ့အရှိကကျွန်တော်ဒီမှာ0နဲ့14 ठी ရှိရနော်အဲ့တော့14 ठी ရှိရဆိုတော့ကျွန်တော်ဒီဟာကို14ကိုသုံးနဲ့စာလိုက်တော့ပေါ့နော်သုံးနဲ့စာလိုက်တော့ကျွန်တော်ဒီ၄လက်မှ ခွဲကြော်ကြော်လေးပေါ့နော်လေးလက်မခွဲကြော်ကြော်လေးရပါတယ်အဲ့တော့အပွားဟာကိုခိုင်လိုင်းတစ်ခုဒီလေးလက်မခွဲလေးထားလိုက်တယ်အဲဒီဘေးဘက်လေပေါ့နော်ဒီဘေးဘက်လေကတော့ဒါအဆင်ပြေသလိုထားလိုက်တယ်နော်အဲ့တော့ကျွန်တော်ဘောက်စ်လေးစဆွဲမယ်ပြီးရင်ကျွန်တော် element တွေက fair stock stock ကိုတူထားလိုက်မယ်ဒီနေရာမှာကျွန်တော်လေးထားလိုက်ရအောင်နော်ဒါကတော့ခြိုက်တာထားပါ element rounded corner အဝိုင်းဆုံးယူလိုက်မယ်နော် โอเคဒါဆိုကျွန်တော်ဒီမှာဘောင်လေးဆွဲပြီးသွား၏အဲဆွဲပြီးသွား၏ဆိုကျွန်တော်အပေါ်ခေါင်းစဉ်ပေါ့နော်ခေါင်းစဉ်ကြီးရိုက်မယ်တီယိုယူမယ်ယူပြီးကျွန်တော်ဒီအလဲမှာပေါ့နော်ကာဆာတစ်ချက်နှိပ်ကြည့်လိုက်တစ်ချက်နှိပ်လိုက်တော့ဒီဘက်အစုံသွားခဲ့လိမ့်မယ်အဲ့တော့ तू ကဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဘဲဘက်ဖြစ်နေလို့ပေါ့နော်ဘဲဘက်ဖြစ်နေတဲ့အတွက်ဒီဘက်ကိုသွားခဲ့တယ်အဲ့တော့စာရိုက်မယ်ဆိုရင်အလဲကိုရွှေ့လိုက်ဒါဆိုကျွန်တော်ဒီမှာအလဲစံတောင်းရောက်သွားမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာတော့စာမရိုက်တော့ဘူးနော်ဒီဟာကျွန်တော်ကူထည့်လိုက်မယ် အဲဒီရဲ့ font ကတော့ကျွန်တော်ကဝင်းတောင်ကြီးပေါ့နော်အပေါ်ခေါင်းစဉ်ကတော့ဝင်းတောင်ကြီးနဲ့ရိုက်ပါတယ်အလယ်ရွှေ့မယ် control v အဲဒီတိုင်းပေါ့နော်ပြီးရင် arrow ယူမယ်အဲ့တော့ဒီဘက်နှစ်ခုကပြတ်သွားတယ်ဘာမှမဖြစ်ဘူးနော်တကယ်ပြတ်သွားတာမဟုတ်ဘူးသူကညင်ခွင်းကြောင့်ပြတ်သွားနော်အဲ့တော့သူ့ပေါ်ခြင်းလဲဆိုရင် control minus ရယ် plus ရယ်ပေါ့နော် so အချင်းအကျယ်လေးလို့လဲသူကသူပြန်ပေါ်လာဟုတ်ပြီနော်အဲ့တော့ဒီကောင် click တစ်ချက်နေကြည့်မယ်ပြန်စန္ဒာကြတယ်နော်သူကတော့စန္ဒာတက်ယူလိုက်တဲ့အတွက်စန္ဒာတန်းကြတယ်နောက်တစ်ခုသူ T ကိုယူမယ် ယူပြီးတော့ကျွန်တော်ဒီထည့်ရစာပေါ့ဒီကောင် copy copy ယူလိုက်မယ် control c ပြန်ကစားချမယ်ကစားချပြီး alexander ပေါ့နော် alexander ရွှေ့မယ် control v ဟောပြီးဒီမှာလည်းပျောက်သွားတယ်နော်ဒါလေးကျွန်တော်ပြီးမှလောက်တော့မယ်နောက်တစ်ခုနောက်တစ်ခုကဒီအောက်ဆုံးဟာပေါ့နော်ဒီအောက်ဆုံးဟာဒီတိုင်းလေးယူလိုက်မယ် control v အော် control c ပေါ့နော် control c အဲဒါအောင်လဲကျွန်တော်ဒီနားလောက်မှာထားလိုက်မယ်နော်ဒီကောင်းကြာကျွန်တော်စင်တာတက်မှာထားတော့เนาะဘာလို့ဆိုတော့သူကထောက်မှရွှေမှာဘူးလို့အဲ့တော့အဲဒီဘယ်ဘက်တက်နေပဲထားလိုက်မယ်အဲ့တော့ဒီမှာစာရီကအကုန်ရပြီအဲ့တော့ဒီကိုယူမယ်ဟုတ်ပြီဒီကောင်းကြာတော့ကျွန်တော်အကျယ်ကြီးဖြစ်နေဒါအောင်ကျွန်တော်ပြန်ချုပ်အောင်မယ်နော်ဒါမဲ့ကျွန်တော်ဒီဘက်ကအဲစကေးတိုင်းပေါ့နော်ဒီဘက်ကဖောင်အဆိုင်ရဲ့ဒီ ဘောင်းနေရဲ့စကေးတိုင်းရိုက်လို့မရဘာလို့လဲဆိုတော့ဒီဘက်ကကျကျွန်တော်အကြမ်းရိုက်ထားတာအကြမ်းဆိုတော့လီကယ်ရဲ့သုံးကြိုးတချို့မဖြစ်ဘူးပါဗျာအဲ့တော့ကျွန်တော်ဒီကောင်ကြီးရဲ့သုံးကြိုးတချို့ဆိုတော့ဇာတိရနည်းနည်းကတ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီ11ဟာ font size ချိန်လိုက်နော်အဲ့တော့ဆက်လက်ပေးမယ်ပေးပြီးတီယိုနှိပ်မယ်နော် and ဒီဘက်မှာကျွန်တော်16လောက်ထားလိုက်မယ်နော်အဲ16ကြတာဒါအသေးသွားပြီ24ကြလဲဒါအကြီးသွားမှာနော်အဲ့တော့ကျွန်တော်ဒီဟာကိုခြားတဲ့ဒီနံပါတ်ယူခြင်းလဲဆိုကျွန်တော် keyboard ကနေခြားလိုက်ပေါ့နော်20ပြီးရင်အန်နာခေါက်လိုက် ဒါဆိုသူကလူ quality ဖြစ်သွားမှာနော်အဲဒီကောင်ကိုလည်းဆက်လက်ပေးမယ်ဒီကောင်ကကျတော့ကျွန်တော်18အဲဒီကောင်ကတော့ကျွန်တော်18ဆိုတော့ဒီထက်ထပ်ပြီးတော့ကျွန်တော်မသေးတော့ဘူးနော်သေးသွားရင်မလာပါဆိုလို့ဟုတ်ပြီအဲ့တော့ကျွန်တော်အဲလိုယူလိုက်မယ်ယူပြီးရင်သူ့ကိုတစ်ချက်နှိပ်နှိပ်ပြီးဒီကောင်ကဒီလိုဘောင်လေးပေါ့နော်ဘောင်လေးဖြစ်အောင်လုပ်လိုက်မယ်လုပ်ပြီးဒါမှကျွန်တော်ကိုကြိုက်တယ်လို့ရွှေ့လိုက်ရမယ်အဲဒီတိုင်းပေါ့နော်ဒါတော့ကျွန်တော်အပေါ်လေးနည်းနည်းတင်မယ်ဟုတ်ပြီဒီကောင်ကိုအဲနည်းနည်းလေးကတ်လိုက် အဲဒီတိုင်းပေါ့နော်အဲ့တော့ဒီကောင်နည်းနည်းလေးအပေါ်တင်လို့ရမယ်ဒါတော့ကိုအဆင်ပြေသလိုလေးလိုင်းညှိရမှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီပေါ်ခေါင်းစဉ်ကိုတော့ကျွန်တော်ကဒီဝင်းတောင်ဝင်းတောင်ကြီးပေါ့နော်ဝင်းတောင်ကြီးနဲ့ရိုက်တယ်ဒီအနန္တနံပါတ်9ဘာဥထိတ်တာလေးဆိုတော့လည်းကျွန်တော်ဝင်းတောင်ကြီးနဲ့ရိုက်တယ်အဲ့တော့ဒီမှာဆိုကျွန်တော်အသက်ကလေးကျန်နော်အဲ့အသက်ကလေးကျွန်တော်ပြန်ပြီးတော့ဆက်လက်ပေးလိုက်အောင်ဝင်းတောင်ကြီး အဲဒီမှာအတက်ကလေးပြန်ရသွားတယ်။နောက်ခုနကတော့အတက်ကလေးကကြာကျွန်တော်ဝင်းအဝါဖြစ်နေပါဘောနဲ့ကြံနေခဲ့တဲ့အတွက်ဟုတ်ပြီဒီကောင်ဒီနာမည်ပေါ့ဒီနာမည်ကိုလည်းဝင်းတောင်ကြီးနဲ့ရိုက်တယ်။အဲ့တော့ကျွန်တော်ဒီသူ့ရဲ့အဖေအမေပေါ့နော်အဖေအမေနာမည်ကိုလည်းတိတာတောင်းအောင်အဲကျွန်တော်ဝင်းတောင်ကြီးပြောင်းလိုက်မယ်နော်။အဲ့တော့တိတာစီခြင်းတဲ့ဟာလေးဆိုကျွန်တော်ဖောင့်ဆိုင်ပြောင်းမယ်နော်။ပုံမှန်ရေးတာဆိုရင်တော့ဝင်းအဝါနဲ့ပဲရေးလို့ရပါတယ်။ဟုတ်ပြီဒါဆိုကျွန်တော်ဒီမှာတိတာသွားအဲ့တော့ဒီအကောင်ပေါ့ဒီအောက်ဆုံးကဟာကျတော့ကျွန်တော်ကခေါင်းစဉ်နဲ့လည်းမတူချင်ဘူးဒါပေမဲ့တိလဲတိတာချင်းနဲ့ဖြစ်တဲ့အတွက်ကျွန်တော်ဝင်းနဲ့က ရန်နာပုံပေါ့နော်ဝင်းရန်နာပုံဆိုတော့တုံးလိုက်ပါတယ်ဒါတော့ကိုအဆင်ပြေတာရွေးလို့ရတယ်နော်ဟုတ်ပြီပြီးသွားရင်ကျွန်တော် DOU မယ်အဲ့တော့ control minus နဲ့ plus နဲ့လုပ်လိုက်မယ်နော်ဒါဆိုဒီဘက်ကဟာပြန်ပေါ်လာဟုတ်ပြီအဲ့တော့ဒီကောင်နည်းနည်းလေးရွှေ့လိုက်နော်တက်အဲ့တော့ bound လေးလုပ်လိုက်တဲ့အတွက်ကျွန်တော်ဒါအဆင်ပြေသလိုရွှေ့လို့ရတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ layer ဟာပေါ့နော်ဒီအသေးပုံလေးယူမယ် control c အဲ့တော့အသေးပုံလေးကျွန်တော်အောက်နားမှာရင်ချလိုက်မယ်နော်ရှုပ်သွားပါစို့ န်ဒီတိုင်းပေါ့နော်ပြီးရင် arrow ယူမယ်သူတစ်ချက်နှိပ်အဲ့တော့ပုံမှန်တိုင်းဆိုသူကအမြဲတမ်းအပြည့်ဖြစ်နေနော်ဟုတ်ပြီဒီကောင်အရွှေပဲဒီအလဲမှာပေါ့နော်ဒီကောင်အလဲမှာထားမယ်ဟုတ်ပြီပြီးတော့ရင်ကျွန်တော်ဒီဘက်ကတောင်းပါပေါ့နော်အသေးပုံလေးယူမယ်ဒါကတော့၄ခုလောက်တစ်မျိုးတစ်စားလဲဆိုကျွန်တော်တစ်ခါပဲယူလိုက်ရပါနော်အဘိတူလေကျွန်တော်အောက်ဆုံးပါနော်အောက်ဆုံးပါပဲချမယ်ဒါမှကျွန်တော်တီးတက် ရှင်းရှင်းလင်းလင်းယူရမှာပေါ့နော်။ဘာသူတစ်ချက်နေမယ်ဒီမှာဘောင်ကအရှိဖြစ်နေ။သူ့ကိုတေးလိုက်။အသေးစိတ်ကတော့ကျွန်တော် arrow လေးနဲ့ရွှေ့ပေါ့နော်။ပြီးရင် control order ဖိထားမယ်ဒီဘက်ကိုရွှေ့။ပြီးရင် control order ဖိထားမယ်အောက်ကိုရွှေ့။ပြန် control order ဖိမဲ့ ဘယ်ဘက်ကိုရှိပင်သူတို့တွေညီချင်းတော့ထပ်ပြီး guideline ဆွဲပေါ့နော်ဒီအပေါ်နဲ့အောက်တွေဘေးတွေညာတွေပေါ့နော်ဒီမှာဆိုရင်နည်းနည်းလေးစောင်းနေအဲ့လိုပေါ့နော်ဒါတိကျချင်းတော့ guideline ဆွဲလိုက်ပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်ပါးရှိသေးလဲဆိုတော့အဲ့ဒီဘောင်တော့တချို့ကျနှစ်ထပ်ဖြစ်နေတယ်နှစ်ထပ်ဖြစ်နေတရားနှစ်ခါဆွဲလိုက်တယ်နော်ဘာမှမခက် အဲ့တော့ကျွန်တော်ဒီမှာအနန္တောအနန္တာဆိုနှလုံးစင်လေးကိုကျွန်တော်ရှင်းပြမယ်နော်အဲ့တော့ဝင်းအင်းဝါမှာတော့နှလုံးစင်ကအော်တာရဲ့နံပါတ်တွေရဲ့ပေါ့နော်နံပါတ်တွေနဲ့ရိုက်တယ်နံပါတ်ကိုကြက်နိုင်တော့ကြက်ပေါ့မကြက်နိုင်လည်းအဲကျွန်တော်ဘာမှတော့မဖြစ်ဘူးနော်ဒီမှာဆိုရင်တော့အဲကျွန်တော်ကဒီနံပါတ်တွေကိုကျွန်တော်ဒီနှလုံးစင်ပေါ့နော်ဒီနှလုံးစင်ကိုကျွန်တော်နံပါတ်နဲ့မရိုက်ဘူးကာရက်တာမက်ထရီယယူရိုက်တာပေါ့နော်အဲ့တော့နံပါတ်နဲ့ရိုက်ချင်တဲ့ရိုက်နံပါတ်ကိုကျွန်တော်အလွတ်မမတ်မိဘူးအဲကိုကွန်ပျူတာ၃နဲ့ရှိမှချထားလဲရတာပေါ့နော်ဒါကတော့အဆင်ပြေတယ်လို့လုပ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကိုကာရက်တာမက်ထရီယယူရိုက်တဲ့နည်းလေးပြမယ်နော် တီယိုယူမယ် UV ကစားတစ်ချက်ချမယ် site ကိုကျွန်တော်ဒါအကြီးကြီးလိုက်မယ်နော်တည်တာကဟုတ်ပြီဝင်းအင်းဝပဲနော်ဒီမှာတော့ဝင်းအင်းဝ sorry တော့ အဲဒီမှာပေါ့နော်အားရဲ့နားရဲ့ပြီးရင်တဝေထိုးရဲ့ပြီးရင်ဒီမှာကျတော့သူကနှလုံးစစ်ဆိုတာနားငယ်အပြတ်ရဲ့အောက်ကတောင်းဝင်းပူရဲ့နော်အဲ့တော့ကျွန်တော်ကာရီတာမက်ထည့်သွားယူမယ်အဲ့တော့ကာရီတာမက်ကကျွန်တော်ဒီအပေါ်မှာဖောင်းမှာတော့ဝင်းဝါပြောင်းရမယ်အဲဒီမှာသူကဖောင်းနေအများကြီးဒီဖောင်းစလုံးလေးပေါ့နော်အဲ့တော့နားငယ်ယူမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနားငယ်အပြတ်ကိုတစ်ချက်နေမယ် နေ့ပြင်ကျွန်တော်ဆက်လက်ပေးလိုက်မယ်ဆက်လက်ပေးလိုက်ဒီနေရာရောက်မယ်ပြီးရင်ကျွန်တော်အောက်ကူစင်းနဲ့တာဝန်ပူရှိရနော်အဲ့တော့အောက်ကူစင်းနဲ့တာဝန်ပူကဒီမှာရှိတယ်ဒီအပေါ်ဟာကြအောက်ကူစင်းနဲ့ဟာမဟုတ်ဘူးနော်အပေါ်ဒီအောက်ကူစင်းနဲ့ဇလုံးမှန်နဲ့များဒီမှာတိတ်တိတ်လေးနေနော်ဒါတော့ကိုအစဉ်ပြေလို့လိုက်ပြီးရှာအောင်ပါနော်အဲ့တော့ကျွန်တော်ဒီတာဝန်ပူယူလိုက်မယ်အဲယူပြီးရင်ဆက်လက်ပေးလိုက်မယ်နော်အဲဆက်လက်ပေးလိုက်ရင်ဒီမှာသူ့လိုလိုနှလုံးစင်းတွေဖြစ်သွားပြီးရင် copy ယူလိုက်ယူပြီးရင်ကျွန်တော်ရိုက်ထားတဲ့နေရာလေးမှာ control v နဲ့နှိပ်လိုက်အဲ့တော့သူကတော့သိနေတာပေါ့နော်သိနေရောသူ့ ဆက်လက်ပေးပြီးတော့ပြီးမှအကုန်ပြီးမှဖောင်ဆိုင်ချိန်လိုက်လေရနော်အန်ဒီတိုင်းပေါ့အနန်ပြီးရင်တော့ sorry ရေးချပေါ့နော် sorry အန်ရေးချပေါ့နော်ရေးချအဲ့တော့ဒီမှာတော့နည်းနည်းစောင်းသွားရနော်ဟုတ်တော့ပြတ်သွားလို့နော် sorry ကျွန်တော်ဒီကောင်ကို control v ဲ့တော့ဒါလေးကျွန်တော်ပြီးမှပဲပြန်ကြည့်လိုက်မယ်နော်ပြီးရင်ရေးချလေးထည့်လိုက်အဲရေးချဒါဆိုရရင်နော်အဲ့တော့ဒီရေးချရပြီနောက်တစ်ခုအနန္တပေါ့နော်အာရဲ့နာရဲ့နာငယ်အောင်မတောင်းဝင်းဘူးပဲနော်အဲ့နာငယ်မယူတော့ဘူးဒီဟာဝဲကျွန်တော် copy ပြန်ယူမယ်နော် copy ပြန်ယူပြီးတော့ဒီမှာအဲတောင်းဝင်းဘူးထည့်လိုက်ဟုတ်ပြီနော်ပြီးရင်သူ space တစ်ချက်ပုတ်လိုက်နော်ဒါမှသူကခုနလိုမဖြစ်ပါဘူးခုနတောင်းဝင်းဘူးကြီးချန်နေလို့ဒါကတ်နေရပါတော့နော်အဲ့တော့သူတို့ဆက်လက်ပေးပြီးမှ အာကောင်းဆိုင်လေးချိန်လိုက်တော့ပြီးရင်အဲလိုယူလိုက်ရင်တော့ဒါပြန်ရွှေ့လို့ရတယ်เนาะအဲဒီမှာဘောနော်ဒါအနန္တောအနန္တာပေါ့အဲတော့ကျွန်တော်ကာရိုက်တာမက်ထဲရလဲဒီနှလုံးစင်မျိုးဝင်ရွားမှာခါယူပြီးတော့တုံးလို့ရတယ်เนาะအဲတော့ကျွန်တော်ဒီကောင်ပြန်ဖြတ်မယ်เนาะဟုတ်ပြီဖြတ်ပြီးတော့ကျွန်တော်ဒီကောင်လေးအားလုံးကိုကျွန်တော်ဆက်လက်ပေးလိုက်တော့အဲ့တော့မြင်ကွင်းကိုကျွန်တော်ပြန်ပြီးတော့သေးလိုက်တော့မယ်เนาะဒါမှကျွန်တော်အဆင်ပြေမယ်ဒီကောင်ကြီးကိုကျွန်တော်ဖြတ်ပလိုက်မယ်เนาะဒီကောင်ကြီးကကြည့်ရခက်သွားတယ်ဟုတ်ပြီအဲ့တော့မြင်ကွင်းကိုပေးအဲ့တော့ဒီ ် arrow ပေါ့နော် arrow ယူပြီးတော့ select ပေးလိုက်မယ်ပေးပြီးကျွန်တော် control နဲ့ order ဖြည့်မယ်ဖြည့်ပြီးအောက်ကို search ချမယ် select ပြုတ်သွားရင်တစ်ခုစီပဲဖြစ်သွားမယ်နော် okay control နဲ့ order နဲ့ဖြည့်မယ်အဲဒီတိုင်းပေါ့နော်ပြီးရင်ကာဆာချလိုက်ပေါ့အဲဒါဆိုရင်ကျွန်တော်ဒီမှာ if legal တရွက်မှာတော့ဒီဖိတ်စာကကလေးကဒါ၃ခုရသွားပြီပေါ့နော်အဲ့တော့စကေးကတော့ကျွန်တော်ဒါကွက်တိကက်တဂရီကက်ကူလေတာနဲ့ပေါင်းထားစားထားတာဖြစ်တဲ့အတွက်တော့ကွက်တိကြတာပေါ့နော် โอเคဒါဆိုရင်တော့ကျွန်တော်ဒီဖိတ်စာကန်ထုတ်တာကိုအားလုံးနားလည်မယ်ထင်ပါတယ်